စ်စမရအောင်မင်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်နောက်လုံးမဲမင်္ဂလာရှိနေတဲ့နဲ့မင်္ဂလာရှိတဲ့အချိန်လေးကိုပိုင်ဆိုင်နေကြပြီးမိဖုရားများဝေးကွာကကိုရစိတ်ပါကျမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု rating ကကိုရဲကိုရဲစိတ်ထဲမှာရှိနေတဲ့တစ်ဖက်သူရဲ့ဒီနှစ်ယောက်ရဲ့အချိန်လေးနဲ့ပတ်သက်ပြီးတော့လက်ရှိမှာဘယ်လိုဖြစ်နေလဲရှေ့ဆက်ပြီးတော့ရောဘယ်လိုဖြစ်လာနိုင်မလဲနောက်တစ်ဖက်သူရဲ့ကိုပေါ်ထားတဲ့သဘောထားစိတ်ရင်ခံစားချက်အစစ်မှန်ပေါ့နော်ဒါလေးကို ဖတ်ပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ collected region လေးပဲဖတ်ပေးမှာဖြစ်ပါတယ်အခု2ရောက်ရေးပေါ့နော် current energy ကိုအရင်စစစ်ပါမယ် sunglasses healthy choices တယောက်နဲ့တယောက်နဲ့အားလေးအပြန်အလှန်စောင့်ကြည့်နေဆိုတဲ့ပုံစံမျိုးလို့မြင်နေပေါ့နော်ဒါကလည်းပြောရင်ကိုမသူမဟုတ်တဲ့သူရှိနေလားသူမကိုမဟုတ်တဲ့သူရှိနေလားအဲ့လိုပုံစံမျိုးနဲ့တောင်းတဲ့တောင်းနေရလို့လုံးဝအပြေဝယုံကြည်မှုမရှိပဲနဲ့လေသူကိုစောင့်ကြည့်ကိုသူစောင့်ကြည့်ဆိုတဲ့ပုံစံမျိုးတွေ လိုက်ပြီးတော့ဆုံဆန်းနေတာမျိုးတွေပေါ့เนาะအဲ့လိုမျိုးတွေရှိနေရဲဆိုတာလို့တွေ့တယ်น not enough อืมเออနှစ်ဖက်မှာတယောက်ကိုဖြစ်စေသူဖြစ်စေဒါမဟုတ်နှစ်ယောက်စလုံးလည်းဖြစ်နိုင်တယ်ပေါ့เนาะ ဒီဆက်ဆံရေးမှာရှေ့ဆက်သွားဖို့အတွက်ကိုယုံကြည်မှုတွေနည်းနေရစွာမျိုးလို့မြင်နေရှေ့ဆက်ပြီးတော့မဖြစ်နိုင်တော့ဘူးဆိုတဲ့အတွေးမျိုးတွေရှိတယ်။အဲ့ဒါကလည်းပဲကိုကိုကိုပေါ့နော်အလိုမျိုးတိမ်ငယ်စိတ်တွေအငငယ်စိတ်တွေဖြစ်နေပြီးတော့တကယ်လို့သူ့မှာတခြားဒီချက်စရာတွေရှိနေပြီဘယ်လိုလုပ်မလဲအဲ့ဒီလူတွေကကိုယ့်ထက်သားနေဘယ်လိုလုပ်မလဲဆိုတဲ့အတွေ့အမျိုးဒါမှမဟုတ်လေတကယ်လို့ကိုယ့်မှာတခြားပြည့်ချက်စရာတွေရှိနေမယ်ဆိုရင်သူ့ထက်သားနေမယ်ဆိုရင်ရောအဲ့လိုမျိုးပုံစံမျိုးနဲ့တယောက်နဲ့တယောက်နဲ့အဲ့လိုမျိုး ံစားချက်တွေပေါ့နော်ပြောရင်တဝင်တိုတဲ့ခံစားချက်လည်းပါတယ်လို့မာနကိုထိရဆိုတဲ့ခံစားချက်မျိုးတွေလည်းပါနေတယ်ဒါပေမဲ့မာနဆိုတာကတော့အရင်တော့ပြောခဲ့သလိုပဲပေါ့နော်ဒီငါလုံနိုင်တယ်ငါတီငါတက်ဆိုတဲ့အဲ့လိုပုံစံမျိုးဒါမျိုးတွေနဲ့ဟိုအော်လာထိလို့ရှင်ထိမခံအောင်ဆက်ဆက်ထိမခံဆိုတဲ့အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်လို့ထောင်လွားတဲ့မာနပေါ့နော်ထောင်လွားတဲ့မာနလည်းရှိသလိုမျိုးဒီအုံပုံးလို့ပြောရမလားစုံနစ်တဲ့ဆိုလို့ပြောရမလားစုံနစ်တဲ့မာနလို့ပြောရမလားပေါ့နော်အဲ့လိုမျိုး ကိုယ်စိတ်ထဲမှာပဲကြိတ်ပြီးတော့တိမ်ငယ်စိတ်တွေဖြစ်နေရပါတော့ငါတောင်မလုံနိုင်လောက်ဘူးငါတောင်ဟိုဖြစ်အောင်လို့မကြိုးစားနိုင်လောက်ဘူးငါနဲ့ဒါနဲ့မထိုက်တန်လောက်ဘူးအဲ့လိုမျိုးကလည်းမာနပဲပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်နေရတယ်ဆိုတာလို့တွေ့ရတယ်နောက်ဒီဆက်ဆံရေးကတယောက်နဲ့တယောက်ကတော့ဘယ်လိုတယောက်ပေါ်တယောက်ကတော့ဆွမ်းလန်းစိတ်တွေอืม သဘောကျတဲ့စိတ်တွေရှိရဲပေါ့နော်ရှိနေပြီမဲ့လဲရှင်းဆက်သွားဖို့အတွက်ကိုဒီလက်ရှိရှိနေတဲ့အခြေအနေကနေပြီးတော့ပေါ့နော်ရှင်းဆက်တိုးဖို့အတွက်ကိုကြတော့တစ်ခုခုကဆွဲထားသလိုပုံစံမျိုးနဲ့လေးလံနေရဆိုတာမျိုးပေါ့နော်ရှင်းဆက်တိုးဖို့စူးစမ်းတိုင်းတစ်ခုခုကပြန်ဆွဲထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ရောက်တင်းတဲ့လောက်ခရီးကိုမရောက်ဘူးဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလည်းတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီမှာတွေ့ရတဲ့အရာဆိုရင်နှစ်ဖက်ထဲမှာကိုတော့မဟုတ်သူဖြစ်စီ ဒီဆက်ဆံရေးကိုဒါမှမဟုတ်တစ်ဖက်သူကို control လုပ်ဖို့စ조사နေရဲဆိုတာမျိုးလို့အမြင်နေပေါ့နော်ဟိုပိုင်ဆိုင်လိုတဲ့စိတ်တွေနဲ့အနိုင်ပိုင်းကျင်တဲ့စိတ်တွေမျိုးအဲ့လိုပုံစံမျိုးတွေရှိနေရဲဆိုတာလို့တွေ့တယ်ဟိုကိုဖြစ်စေခြင်းနဲ့ဆန္ဒတိုင်းတစ်ဖက်သူကိုပြောင်းလဲလာဖို့စ조사နေရမျိုးပေါ့နော်အဲ့ဒီလိုမျိုးလို့တွေ့ရတယ်ပြောရင်တော့ချစ်ချင်းမေတ္တာကိုအမိခံပြီးတော့တယောက်နဲ့တယောက်နဲ့ကချီနှောင်ထားကြတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် unhealthy ဆိုတဲ့ပုံစံမျိုးပေါ့နော်လို့အဆင်မပြေတဲ့ဆက်ဆံရေးတစ်ခုလို့ဖြစ်နေရဲဆိုတော့ခံစားမိတယ်ပေါ့နော်ဒီ energy နဲ့ကိုက်ညီလို့ရှင်တော့ဒီ reading ကကိုယ်တက်ပဲပေါ့နော်ဆက်ကြည့်လို့ရပါပြီရှင် ဒါဆိုရင်ကိုယ့်ရဲ့တစ်ဖက်သူပေါ်မှာထားတဲ့လက်ရှိခံစားချက်ကိုအရင်ကြည့်ကြည့်မယ်ပေါ့နော်တစ်ဖက်သူပေါ်မှာ reading ကိုကြည့်နေတဲ့သူကဘယ်လိုခံစားချက်မျိုးဘယ်လိုတော်တာမျိုးရှိလဲ given too much lone wolf losing yourself ပြောရင်ဒီလူနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာကအထီးကျန်တဲ့အစိတ်တွေလည်းဖြစ်နေတယ်။နောက်အထီးကျန်တဲ့အစိတ်ဖြစ်မှာအထီးကျန်ပါဆိုလို့တယောက်တည်းဖြစ်နေပါဆိုလို့ပေါ့နော်အဲ့လိုမျိုးဆွဲထားလေလေကိုကိုကိုဆုံးရှုံးရလေလေဆိုတဲ့ခံစားချက်မျိုးတွေဖြစ်နေတယ်။ပြီးတော့ဒီလူပေါ်မှာကိုကဆဆရနားလေပြီးတီးခံပြီးပြီးတော့လိုက်ရောညီတွေဖြစ်အောင်လို့လိုက်ညှိပေးနေရတယ်ပေါ့နော်ကိုဘက်ကကြီးအရန်ကြီးလိုက်ညှိပေးလုံးအာဂျီနားလေ ပေးလုံအကြီးစာနာပေးလုံအကြီးဆိုတဲ့အနေအထားမျိုးတွေဖြစ်နေပြီးတော့တခါတလေကြာလို့ရှင်ကိုကကိုတော်ပျောက်ဆုံးနေဆိုတာမျိုးလိုမြင်နေပေါ့နော်။ဘာကြောင့်ဒါမျိုးတွေလုပ်နေရတာလဲ။ဒါငါရောဟုတ်ရဲ့လားပေါ့နော်။အရင်တော့ကလူပုံစံမျိုးဟုတ်မနေတော့ပဲနဲ့ကိုကကိုကကိုမဟုတ်ဘူးဆိုတဲ့အနေအထားမျိုးတွေနဲ့ပေါ့နော်။အဲ့လိုဖြစ်နေတယ်ပေါ့နော်။ဟွန်းအဲ့တော့ဒီလူကိုလက်လွတ်ဖို့ဆုံးဖြတ်မလားဆိုတော့လည်းပဲ ီလိုအခုလိုမျိုးကိုဒီလိုခံစားနေရလို့ဒီလူကိုလည်းလက်လွတ်ဖို့အတွက်ကိုလည်းပဲဟိုဒီလူနဲ့အဆုံးသတ်လိုက်ဖို့အတွက်ဒီလူကိုဘွားတွေကလုံးဝဖယ်ရှားလိုက်ဖို့အတွက်မေ့ပြစ်လိုက်ဖို့အတွက်ကိုလည်းပဲစီစဉ်မရှိတာအာအဲ့လိုမျိုးတတိမရှိသေးတာလို့ပြောရမလားပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတယ်။နာကျင်နေရတယ်ဆိုတော့လည်းမြင်နေပေါ့နော်ကိုလောက်လိုက်လိုက်တဲ့အရာတိုင်းကတစ်ဖက်သူပေါ်မှာကို ပြုမူလိုက်တဲ့အရာအတိုင်းကကိုလိုချင်တဲ့ပုံစံမျိုးတောင်းကိုပြောနေထားသလိုပုံစံမျိုးနဲ့တံပြန်မှုတွေရှိမလားတာမျိုးအဲ့လိုမျိုးတွေကနာကျင်မှုတွေဖြစ်နေစေတယ်ဆိုတာမျိုးလို့တွေ့တယ်။နောက်ဆုံးရှုံးရမှာကြောက်တဲ့စိတ်တွေလည်းရှိနေတယ်။အဲ့လိုဆုံးရှုံးရမှာကြောက်လို့လိုက်ပြီးတော့ညှိပေးလေလေလိုက်ဆွဲထားလေလေကိုကိုပါဆုံးရှုံးနေတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်။အဲ့တော့ပြောရရင်ဆုံးရင်လည်းယူဆိုတဲ့အနေအထားမျိုးပေါ့နော်။ ဒါဆိုရင်တစ်ဖက်သူရောအခုချိန်မှာကိုယ်နဲ့ပတ်သက်ပြီးဘယ်လိုခံစားချက်မျိုးဖြစ်နေလဲကိုယ်ပေါ်မှာဘယ်လိုသဘောထားမျိုးထားရှိလဲပေါ့နော် not talking it love sucks being a victim um to lugali the thing else is ထိ ंछ ုတ်ခံရတဲ့သူကိုပြုသမ ्या အနှုတ်ရတဲ့သူဆိုတော့အနေအထားမျိုးနဲ့ victim mode ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေရဆိုလို့တွေ့တယ်။နောက်ပြီးတော့အခုချိန်မှာကိုယ်နဲ့လည်းစကားပြောခြင်းစိတ်တွေရှိမနေဘူးဆိုတာမျိုးတို့မြင်နေ။အာကိုယ်နဲ့ပတ်သက်ပြီးတော့စိတ်ကုန်နေဆိုတဲ့အနေအထားမျိုးပေါ့နော်။အဲ့လိုမျိုးတွေ့ရတယ်။ပြန်ကိုကသူ့ကိုနာကျင်အောင်လုပ်ခဲ့တယ်ဆိုတော့ အနေထားအလို့ခံစားချက်မျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့အဲ့လိုတွေးနေတယ်ဆိုတာမျိုးလို့တွေးရတယ်ဘာဒီ shame နဲ့ ူတူမာကလည်းဒါဒီနှစ်ယောက်မှာဆိုလို့ရှင်ဒေသနာတစ်ဖက်သူပေါ့နော်တစ်ဖက်သူကသူ့ကိုယ်သူတင်ငယ်စိတ်အားငယ်စိတ်တွေအပြေအဝရှိတယ်ဆိုတာလို့မြင်တယ်အထူးသဖြင့် physical ဘိုင်းဆိုင်ရာပေါ့နော် physical ဘိုင်းနဲ့ material ဘိုင်းဆိုင်ရာတွေမှာအဲ့အရာတွေကိုသွားပြီးတင်ငယ်မှုတွေရှိနေတယ်ဆိုတာလို့မြင်တယ်တခြားသူတွေနဲ့ရှင်းလိုက်မယ်ဆိုရင်တော့မဟုတ်ကိုယ်နဲ့ကိုလိုလူမျိုးနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်သူကတော်တော်ကိုနှိမ်ပါတယ်နှိမ်ကြတယ်ဆိုတဲ့ပုံစံမျိုးမလိုက်ဖက်ဘူးဆိုတဲ့အတွေ့မျိုးပေါ့နော် နောက်ကိုလိုလူတယောက်နဲ့ရှစ်ဆက်ပြီးတော့သွားဖို့အတွက်ကိုယ့်ရဲ့လူရင်းစာနာတွေကိုဖြည့်ဆည်းပေးဖို့အတွက်အဲ့လောက်ထိကိုသူ့ဘက်ကမစွမ်းဆောင်နိုင်ဘူးဆိုတော့ပုံစံမျိုးသူကသူယုံကြည်ချက်တွေနှဲပါနေတာမျိုးပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေဆိုတော့တွေ့တယ်အဲ့တော့ဒီလူကသူကိုယ်တိုင်ကဒီလိုခံစားကြမျိုးတွေရှိနေရတဲ့အတွက်ကြောင့်မလို့ကိုနဲ့ရှစ်ဆက်ရမှာကိုကြောက်နေရဆိုတာမျိုးကိုနဲ့စကားပြောရမှာကိုလည်းကြောက်နေရဆိုတာမျိုးလို့မြင်နေတယ် ြောရင်တော့ဒီလူကသူ့စိတ်ထဲမှာပြောရင်တွေ့ dark side လို့ပြောရမှာပေါ့နော်အမောင်အမောင်စိတ်တွေအမောင်သူ့ဖုံးလွှမ်းနေရဆိုတဲ့ပုံစံမျိုးလို့မြင်ရတယ်မကောင်းတဲ့အတွေးတွေပေါ့နော်မကောင်းတဲ့အတွေးတွေမကောင်းတဲ့ energy တွေအများကြီးဖြစ်နေပြီးတော့ဒီနှစ်ယောက်ရဲ့ဆက်ဆံရေးကိုလည်းပဲမကောင်းတဲ့ဘက်ကနေပဲတွေးထားသလိုကိုယ့်ပေါ်မှာလည်းပဲ မကောင်းတဲ့အတွေ့အမြင်တွေရှိနေရဲဆိုတာမျိုးလို့တွေ့ရပေါ့နော်အော်ဒီလူကပြောရရင်တော့သူ့ကိုသူအချိန်ပေးပြီးတော့သူသူ့ကိုသူတိဖို့သူစိတ်ကိုတိဖို့လိုအပ်နေပြီအာကုစားဖို့ပေါ့နော်ပြောင်းလဲဖို့တော့လိုအပ်နေတဲ့အနေအထားမျိုးမှာရှိနေရလို့တွေ့ရပေါ့နော်ဒါဆိုလို့ရှိရင်ဒီနှစ်ယောက်ရဲ့ဆက်ဆံရေးမှာ block ဖြစ်စေရတဲ့အကြောင်းရင်းပေါ့နော်ဒါလေးကိုထပ်ပြီးတော့ကြည့်ကြည့်ပါမယ်အဟန်တာတွေဒီလိုအနောက်ဆက်တဲ့ဟန်တာတွေဖြစ်စေရတဲ့အကြောင်းရင်းကဘာဖြစ်မလဲလက်ရှိအခြေအနေပေါ့နော်လက်ရှိအခြေအနေမှာနှစ်ယောက်ကြားထဲမှာအဟန်တာဖြစ်စေရတဲ့အကြောင်းရင်း loves the answer နဲ့ band out တဲ့အဲ့တော့အဟံအတားကတော့နှစ်ယောက်ကပြန်လည် attraction ရှိတယ်စစ်စစ်မေတ္တာတရားရှိတယ်ပြန်လည်စိတ်ဝင်စားမှုရှိတယ်음တန်ရောစင်လည်းရှိတယ်ပေါ့နော်တွေ့တောင်းမှုလည်းရှိတယ်ဆိုပေမဲ့လည်းပဲဒီအရာတွေအတွက်ကိုတစ်ဖက်ကနေပြီးတော့စူးစမ်းအထောက်လာမှုအပြေအဝါရှိမနေတာမျိုး အဲ့ဒီအရာတွေကပဲပြောရရင်တစ်ဖက်ကညီငွေ လွဲတာလွဲတာမျိုးလည်းဖြစ်နိုင်သလိုစူးစမ်းဖို့အတွက်ကိုလုံးလာမဆိုင်ထုတ်တာမျိုးပေါ့နော်အပြေကအရှင်းယူမလာတာမျိုးအဲ့လိုမျိုးတွေအကြောင်းပဲစစ်စစ်မြတ်တာတရားရှိနေပါရဲ့နဲ့ရှေ့ဆက်လို့မရတာမျိုးအဟံတားတွေပိတ်ဆို့မှုတွေဖြစ်နေရဲဆိုတာမျိုးပေါ့နော်အဲ့ဒီလိုလည်းတွေ့ရတယ်။နောက်တစ်ဖက်ကကြတော့ဒီတွယ်ညီလုံးတာပေါ့နော်တန်ရောစင်တွယ်လုံးတာအရန်ကြည့်တက်လုံးတာအဲ့ဒါကလည်း အဟံကြားတစ်ခုဖြစ်စေရဆိုတာမျိုးလို့လည်းတွေ့ရတယ်မလား addition ထပ်ပါလာတယ်เนาะခုန to address ကိုတွေ့ပြီးတော့အဲ့တော့ addition ဆိုတဲ့နေရာမှာတော့ဒါကတော့ ကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့ဒီမကောင်းတဲ့ energy လည်းဖြစ်နိုင်တယ်ပေါ့နော်တစ်ခုခုကိုပုံသေးဆွဲမှတ်ထားတာမျိုးမရမရတော့ဘူးဆိုတဲ့အတွေ့မျိုးတွေ negative sense နဲ့အတွေ့တွေလွှမ်းမိုးနေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုအရာတွေကြောင့်ပဲရှေ့ဆက်ဖို့အတွက်ကအခက်အခဲတွေဖြစ်နေရလို့တွေ့ရတယ် ြောရင်ပြင်ပြုတ်ပြင်ဖို့အတွက်ပြောင်းလဲဖို့အတွက်ကိုငင်းဆန်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် everyone leaves no good ones fear cheating ဒါကတော့ကိုယ့်ဘက်ကတော့ဖြစ်ဖို့များတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာတွေ့ရတဲ့အရာဆိုရင်ဖတ်သူကကိုမိုးလဲချားလူတယောက်နဲ့ပေါ့နော်ကိုနောက်ွယ်မှာအဲ့လို ခန်းစားချက်တွေပြန်လည်ဖွင့်ရပြပြနေတာမျိုးနောက်လူတရားကိုထပ်ဦးစားပေးရလူတရားရှိနေမှာမျိုးအဲ့ဒါကိုကြောက်တဲ့စိတ်ရဲ့နောက်တကယ်လို့မှဒီလူမဟုတ်ဘူးဆိုလို့ရှိရင်တော့ကိုမတခြားရွေးချယ်စရာမရှိတော့ဘူးရွေးချယ်ရမယ့်သူလည်းမရှိတော့ဘူးရှိတာမှလည်းမဟုတ်ဘူးဆိုတော့အဲ့ဒီအတွေ့မျိုးရှိနေတာယင် commitment မပေးနိုင်တာပေါ့နော်ကိုလိုချင်တဲ့ commitment ကိုမပေးနိုင်တာဒါမှမဟုတ်သူလိုချင်တဲ့ commitment ကိုမပေးနိုင်တာဒီဘက်မှာအခုဒီတို့တွေ့ရတဲ့လောက်ကတော့ ကိုလိုချင်တဲ့ commitment ပေါ့နော်ကိုလိုချင်တဲ့ဒီလေးနဲ့တည်တည်တဲ့ခိုင်မာရရသေးကြတဲ့အော်ကတိကဘောပေါ့နော်နောက်စကားနဲ့ရောအပြုအမူနဲ့ရောလက်တွေ့လှုပ်ဆောင်လာမှုလို့ပြောရမှာပေါ့နော်ဒါမျိုးတွေတစ်ဖက်သူကရှိမနေတာမျိုးပေါ့နော်အဲ့လိုမျိုးကြောင့်လည်းဖြစ်တယ်ဆိုတာလို့တွေ့ရတယ်ပေါ့အဲ့တော့ရရသေးကြတဲ့ပုံစံမျိုးတွေနဲ့ဘာအောင်မအဖြစ်အဖြစ်တိတိကျကျတွေမပြောဘဲနဲ့ ရောပစ်လိုက်တာမျိုးတွေပေါ့နော်။ဒါဆိုရင် terror guard တွေနဲ့ထပ်ကြည့်ပါမယ်။တဖက်သူရဲ့ကိုပေါ်ထားတဲ့စရင်ခံစားချက်မှန်ကိုစီမယ်ပေါ့နော်ဗီဒီယိုကိုကြည့်နေတဲ့သူပေါ်မှာထားတဲ့တဖက်သူရဲ့စရင်ခံစားချက်အစမှန်ကိုကြည့်ချင်ပါတယ် င်းကောဆော့စီပါလားခွင်းတော့ဆော့စ်နဲ့ခွင်းခင်းတော့ဆော့စ်နဲ့ခွင်းတော့ဆော့စ်ပဲโอ้ channel socks တဲ့ခုနကတော့အတိုင်းပဲ band out ဆိုတဲ့အတိုင်းပဲပေါ့နော် Oh, sorry, luck sucks. Sorry, I'm able to do that. Dilo Bonsa Mune Pinere. ဒီလူကကိုယ့်ဘုံမှာကခန်းစားချက်ရှိရဆိုတော့တာဝန်ဆင်ရှိရဆိုတော့မှန်ပေမဲ့တော့ဆင်မှာအဆက်သွယ်ဖြစ်ဖို့စူးစမ်းနေရဆိုတော့မြင်တယ်ပေါ့နော်ပြတ်သားဖို့စူးစမ်းနေရဆိုတော့တွေ့တယ်ပြောတော်တော်လေးကိုသူ့အတွက်ကိုနာကျင်နေရပြီပင်ပန်းနေရဆိုတဲ့ပုံစံမျိုးစီမဆက်နိုင်တော့ဘူးဆိုတဲ့အတွေ့အမျိုးတွေရှိနေတယ်။ဒါနှစ်ယောက်ရဲ့ကွာခြားမှုကလည်းဘယ်လိုမှရှေ့ဆက်လို့မရတဲ့အနေအထားမျိုးဖြစ်နေရပေါ့နော်။အဲ့ဒီပြင်ကိုမှဒီမှာတပ်ပါတီ energy တွေပေါ့เนาะအဲတော့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေရဲ့ဘေးစကားကြားစကားပေါ့เนาะအာအကြံဉာဏ်ပေးတာတွေဒီရတွေကလည်းပဲဒီနှစ်ယောက်ရဲ့ဆက်ဆံရေးကိုရှေ့ဆက်ဖို့အတွက်ကိုအဟံတာတစ်ခုဖြစ်စေရဆိုတာမျိုးပေါ့เนาะအဲ့လိုတွေ့ရတယ် five or six ဒုက္ခသာကြကကိုနဲ့ပတ်သက်ပြီးတော့အဆင်ပြေမနေဘူးပေါ့เนาะ ။နောက်ကိုနဲ့ပတ်သက်လို့ရှင်သူကအရှုံးသမားလိုပုံစံမျိုးခံစားနေရတယ်။အဲ့အတွက်ကြောင့်မို့လို့ဒီလိုခံစားချက်မျိုးကိုရေရှည်ဒီတိုင်းဆက်မသွားနိုင်လို့ဆိုတဲ့ပုံစံနဲ့သူ့ဘက်ကပြသမှရမယ်။အဲ့လိုမျိုးအတွေးမျိုးနဲ့ပေါ့နော်။ဘာလို့လဲဆိုတော့ဒီထက်ပိုပြီးတော့ရှစ်တော့သွားမယ်ဆိုလို့ရှင်လည်းပဲကိုဘက်ကလည်းရှင်းနေတေချာကြီးရတဲ့အဖြစ်တစ်ခုကိုတို့ချင်မှာပဲပေါ့နော်။တေချာကြီးရတဲ့အခြေအနေတစ်ခုကိုတို့ချင်မှာပဲအဲ့လိုမျိုးသူ့ဘက်ကမပေးနိုင်မပေးနိုင်တဲ့အခါကျရင်ကိုဘက်ကလည်းကြည်ပြူမှာမဟုတ်ဘူးပေါ့နော်။ဒါကိုလည်းသူသိရတယ်။ဒါကြောင့်မို့လို့သူ့ဘက်ကနေပဲစပြီးတော့ ပြတ်သားလိုက်ဖို့စူးစမ်းနေရဆိုတာမျိုးပေါ့နော်အဲ့လိုတွေ့ရတယ်ဒါဆိုနှစ်ယောက်ရဲ့ဆက်ဆံရေးကရေရှည်ကိုအဆင်ပြေနိုင်လားပေါ့နော်ဒါကိုထပ်ကြည့်ပါမယ်ပြီးရင်ကိုကြည့်နေတဲ့သူရဲ့တစ်ဖက်သူရဲ့နှစ်ယောက်ရဲ့ဆက်ဆံရေးကရေရှည်အဆင်ပြေနိုင်မှုရှိလား 이루어 쏘았음. of Wands. Seven of Swords. Oh, oh. ရှိရှိမလေးပြန်ပြီးတော့နှစ်ယောက်ကြားမှာပြည်လေတရားအောင်ပုံစံမျိုးရှိလာမယ်ဆိုရင်တော့မှာပေါ့နော်ရှိရှိကိုအဆုံပြေနိုင်ပေါ့နော်ဒီဘက်ကြည့်ရတဲ့ညဆိုရှင် ရရှိစင်ပြရချက်အကြောင်းရလဲကိုကဒီလိုလူဖြစ်နေတယ်ခွင်းတော်1ဆိုလူဖြစ်နေပြီးတော့သူကကြတော့ဒီမှာ4 cups နဲ့8 sauce လို့ဒီလိုအတွေးတွေပြင်ဖြစ်နေဆိုတော့လို့မြင်တယ်နောက်ဒီလူကပြောရရင်ဘယ်နေပေးမှာမဆိုသူကအသာစီးရကြတယ်သူက မောကြည့်တာကိုခံကျင်တဲ့သူမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလူတွေရဲ့ attention ရတာလူတွေကသူ့ကိုဂုံပြူတာချီးမွမ်းတာဒါမျိုးတွေကိုသဘောကျတဲ့သူမျိုးပေါ့နော်ကိုနဲ့ပတ်သက်လို့ရှင်နေတဲ့လေအငေါင်းစိတ်ရှိရလို့ပြောရမှာနော်အဲ့လိုပုံစံမျိုးဖြစ်နေရပေါ့နော်ကိုကျတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီ queen of wands လိုပုံစံမျိုးကြီးဖြစ်နေရဆိုတော့ဆက်ဆရရမဟိုဒီကိုရဲ့ပင်ကိုအရေးချင်းရောဟိုရုပ်ဝတ္ထုပစ္စည်းတွေရောဒါတွေရောပေါ့နော်အကုန်လုံးကသူနဲ့ရှင်လို့ရှင် ပြည့်ပြည့်စုံနေဆိုတဲ့အနေအထားမျိုး ောင်မြင်နေဆိုတဲ့အနေအထားမျိုးမျိုးပေါ့နော်ဒါလုပ်ငန်းခွင်မှာဖြစ်စေပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်နေတာဆိုတော့ဒီအရာကပဲသူ့အတွက်ကိုသူ့အတွေ့အထဲမှာသူ့အားနဲ့သူပေါ့နော်ဒါကြီးကိုပိတ်ဆို့မှုတစ်ခုအနေနဲ့ခံစားနေရတယ်ဆိုတာမျိုးလို့မြင်တယ်နောက်ပြီးတော့ကိုနဲ့အတူတူရှင်တွဲတဲ့အခါကျတော့ရှင်ရင်သူ့အနေနဲ့ကလို့မေးမိန်သွားတယ်ဆိုတဲ့ခံစားချက်မျိုးလူတွေရဲ့ချီးမွမ်းမှုသူ့ရဲ့အရေးအချင်းကိုအတိအမှတ်ပြုတာအဲ့လို လူတွေကသူ့ကိုအလေးထားတာအရေးပေးတာဒါမျိုးတွေကနှဲသွားတယ်ဆိုတဲ့အတွေ့အမျိုးပေါ့နော်လူလူရှုခံရတယ်ဆိုခံစားချက်မျိုးပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီခံစားချက်ကြီးဒီအတွေ့အကြုံရှိနေသူတွေကတော့ရှေ့ဆက်လို့ရမှာမဟုတ်အဆင်ပြေမှာလည်းမဟုတ်ဘူးဆိုတာမျိုးပေါ့လို့မြင်တယ်တကယ်လို့ရှေ့ဆက်ဖြစ်ခဲ့ရင်လည်းပဲ seven of sauce လို့ပုံစံမျိုးနဲ့ပေါ့နော်မထင်မှတ်ထားတဲ့အချိန်မှာမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့ကိုယ်ကို cheat လုပ်မယ် betray လုပ်မယ်ဆိုတာမျိုးဖုံးကွယ်ထားတာတွေအများကြီးနဲ့ဟို သူလုတ်ချင်ရလုံးမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ရှေ့မှာတစ်မျိုးနောက်မှာတစ်မျိုးဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုတွေဖြစ်လာလိမ့်မယ်ဆိုတာလို့တွေ့သူလုတ်ချင်တဲ့အတိုင်းကိုဘာမှကျင့်ဝတ်တွေပါတယ်စောင့်ထိန်နေတာမျိုးတွေမရှိတော့ဘဲနဲ့လုံးမယ်သူမျိုးဆိုတာလို့တွေ့တယ်ပေါ့နော်အဲ့တော့တပ်ပါဆန်ကိစ္စတွေလည်းပေါ်လာမလိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်ဒီလူနဲ့ကတော့ကိုယ်နဲ့ရှေ့ဆက်ဖို့အတွက်ကိုအဆင်မပြေတဲ့သူကြောက်ရင်ဒီလူကကိုယ့်ရဲ့ right person မဟုတ်ဘူးပေါ့နော်အဆင်ပြေမဲ့တင့်တော်မဲ့သူမဟုတ်ဘူးဆိုတာမျိုးလို့ပြနေပေါ့နော် အော်ဒီ reading ကပဲသူတို့နဲ့တွားပြီးတော့ကန့်ညီမလဲတော့မသိဘူးပေါ့နော်ဒီကထွက်လာတဲ့ result တွေဒီ energy တွေဒီနမိတ်တွေကတော်တော်လေးတော့တိကျတယ်တော်တော်လေးလည်းပြောမယ်ပေါ့ပြပြမဟုတ်ဘူးပေါ့နော်ဟိုထင်ထင်ရှားရှားရှိတယ်လို့ပြောရမယ်ပေါ့နော်နောက်ဆိုရင်တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ reading ကိုကြည့်နေတဲ့သူတွေကိုဘယ်လို message ပို့ပေးခြင်းလဲ ဖတ်သူနဲ့ပတ်သက်ပြီးတော့ reading ကိုကြည့်နေတဲ့သူမျိုးဘယ်လို message မျိုးပေးခြင်းလဲထရှင် strong attraction binds you and another person together this connection is both emotional and physical drawing you closer ဒီနှစ်ယောက်ကြားမှာကတော့ attraction ရှိတယ်ပေါ့နော် physical attraction ရော emotion နဲ့ attraction ရောရှိတယ်ဒါကြောင့်မို့လို့နှစ်ယောက်အတူတူကအခုလိုမျိုးအခြေအနေတစ်ခုအထိပေါ့နော်နှီးဆက်သွားတယ်ဆိုတာမျိုးပေါ့နော်အော်ဒီမှာကကြတော့ the balance of attraction may be off one person may be more invested than the other or attraction may be wanting get ဒီမှာဒီဒီခက်ရဆိုတော့ဒီ negative ကဖြစ်ဖို့ ပို့ပြီးတော့များလိမ့်မယ်ပေါ့နော်ဘာဒီကထွက်လာ reset တွေအရဆိုလို့ရှင်တော့ဒီနှစ်ယောက်ကြားမှာဒီလိုပုံစံမျိုးတွေနဲ့ရှိခဲ့တယ်ဆိုပေမဲ့အခုချိန်မှာတော့တစ်ဖက်ဖက်ကနေပြီးတော့ဒီလိုမျိုးခံစားချက်မျိုးတွေရှိမနေတော့တာမျိုးဖြစ်နိုင်တယ်ဒါကလည်းဒီတစ်ဖက်သူကဖြစ်ပေါ့တစ်ဖက်သူလည်းဖြစ်နိုင်တယ်ကိုယ်လည်းဖြစ်နိုင်ပေါ့နိုင်ပေါ့နှစ်ယောက်ထဲမှာတစ်ယောက်ကတခြားလူတစ်ယောက်ကိုဟိုနောက်ထပ်တတိယလူပေါ့နော်တတိယလူ ပေါ်မှာပေါ်ပြီးစိတ်ဝင်စားမှုရှိနေတာသူ့ရဲ့အချိန်နဲ့ energy ကိုအဲ့ဒီမှာကုံဆုံးနေတာမျိုးလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်လည်းနှစ်ယောက်ကြားရဲ့ဒီ attraction ကတခြားတစ်နေ့တခြားပေါ်တော့အချိန်နဲ့အမျှနဲနဲနဲလာတာရော့ရော့ရော့လာတာမျိုးပေါ့နော်။အဲ့လိုမျိုးကြောင့်လည်းဖြစ်နိုင်တယ်။ဘာဆိုတော့အာနှစ်ယောက်လူနှစ်ယောက်ရေဆက်ဆုံကြတယ်ဆိုတိုင်းလည်းအမြဲတမ်းဟိုအသက်ရှင်စဉ်ကာလကနေသေဆုံးတဲ့အချိန်အထိကိုမခွဲအတူတူနှက်ရှိသွားတယ်ဆိုတာမျိုးမရှိဘူးပေါ့နော်။ တချို့တွေကကြတော့တစ်နှစ်တချို့တွေကကြတော့6လတချို့တွေကကြတော့လဲ10နှစ်အဲ့လိုပုံစံမျိုးတွေနဲ့တွားကြတာမျိုးတွေပေါ့နော်ပြောရရင်တော့အတယောက်နဲ့တစ်ယောက်နဲ့ရေဆက်ရှိပုံရှိခြင်းကမတူဘူးပေါ့နော်ဒီလိုမျိုးပဲသူနဲ့ကိုယ်နဲ့နှစ်ယောက်ကြားထဲမှာလည်းပဲအချိန်တခုမှာတော့တူညီတဲ့ခံစားချက်တွေနဲ့အပြန်အလှန်ဆွဲဆောင်မှုကိုစီရှိကြတယ်ဆိုပေမဲ့အခုအချိန်မှာတော့အဲ့ဒီဆွဲဆောင်မှုတွေကစိတ်ဝင်စားမှုတွေကဖြည်းဖြည်းနဲ့လျော့နေသွားလာတာမျိုးပေါ့နော်ဟိုပြောရရင်တော့ရေဆက်ကုန်ခံနီးမှုတို့ဒီလိုပုံစံမျိုးတွေဖြစ်လာတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုလိုပြောခြင်းနဲ့ ဒါလေးအတက်လေးပဲထားလိုက်ပါအမိုရှင်းနယ်ရီပယ်အဲ့တော့ဒီကိုယ်ခံစားချက်ပိုင်းနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ပြင်ဆင်ရတော့မယ်ပြောင်းလဲရတော့မယ်ပြုပြင်ရတော့မယ်ဆိုတာမျိုးပေါ့နော်အဲ့ဒီလိုမျိုးကိုပြောချင်နေတယ်อืม ီမှာကြည့်ပါအောင် emotional wounds are still open ဒီလိုနဲ့ပတ်သက်လို့လေကိုကနာကျင်မှုတွေကရှိနေတော့မယ်ပေါ့နော်ကို့အနေနဲ့လည်းပဲဒီဒဏ်ရာတွေကိုကုစားပေးဖို့ကိုရဲ့စိတ်တွေပြောင်းလဲဖို့အတွက်လိုအချိန်တစ်ခုလိုအပ်နေသေးတယ်ပေါ့နော်လက်ရှိအခြေအနေနဲ့ဒီလူမမဟုတ်ဘူးတခြားဘသူနဲ့မှရှင်းမဆက်တင်သေးဘူးပေါ့နော်အတူတူလက်တွဲလို့မရသေးတဲ့အနေအထားမျိုးတွေဖြစ်နေရေပေါ့နော်ကို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 စိတ်ကိုကိုအရင်ဆုံးပြုပြင်ပါအောင် ပြင်ဆင်ပါအောင် အချိန်ပေးပြီးတော့ ကုစားပါအောင်ပေါ့နော်အတိအကကတော့ကိုယ့်ကိုယ်ချစ်တဲ့စိတ်နဲ့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ focus ထားပါအပြည့်ဝကိုယ့်ကိုယ်အာယုံဆိုင်ပေါ့နော်အာယုံဆိုင်ပြီးတော့ခန္ဓာကိုယ်ပိုင်းလားစိတ်ပတ်ပိုင်းဆိုင်ရာလားအတွေးခေါ်ပိုင်းလားဘယ်မှာပို့ပြီးတော့ရင်ကျက်ဖို့ပြောင်းလဲဖို့လိုရလဲလူမျိုးအရင်ဆုံးအချိန်ယူပေးပြီးတော့ပြုပြင်ပါပြောင်းလဲပါအောင်ကုစားပါအောင်ပေါ့နော် desire ရတဲ့ ကိုဖြစ်နေရတဲ့ဒီခံစားချက်တွေကကိုဖြစ်စေခြင်းတဲ့ပုံစံအတိုင်းတစ်ဖက်သူကိုလည်းထိန်းချုပ်လို့မရဘူးဒီစဆန်ရေးကိုလည်းပဲထိန်းချုပ်လို့မရတဲ့အတွက်ကြောင့်မို့ကိုဖြစ်စေခြင်းတဲ့ result မျိုးထွက်မလာတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကိုရဲ့ဆန္ဒတွေမဖြစ်လာတဲ့အတွက်ကြောင့်မို့အခုလိုမျိုးတွေနာကျင်နေရတာမျိုးပေါ့နော်အဲ့တော့ဒီဆန္ဒတွေဖြစ်ဖြစ်ဖြစ်ချင်သောအာကြီးရဲ့ဒီဆန္ဒတွေကိုဒါလွတ်ချနိုင်မယ်ဆိုလို့ရှိရင် short ချနိုင်မယ်ဆိုရင်တော့ကိုတက်က emotional repair ဆိုတဲ့အဆင့်ကိုတော့ရောက်ရှိသွားနိုင်မယ်ပေါ့နော်အဲ့လို message လို့ပေးခြင်းတယ်လို့ တွေ့ရတယ်ပေါ့နော်ဒါကတော့ဒီနေ့အတွက် reading ဖြစ်ပါတယ်ရှင်အလုံးမဲ့အဆုံးထိကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင်ဒီ reading ကတူးတယောက်ချင်းစီရဲ့ energy ကိုယူပြီးတော့ဖတ်ပေးထားတဲ့ reading မဟုတ်ပါဘူးအများရဲ့ energy ကိုယူပြီးတော့ဖတ်ပေးထားတဲ့ reading ဖြစ်ပါတယ်ဒါကြောင့်မို့လို့တချို့သောအရာတွေမှာအကင်ညီမှုရှိပေမဲ့ဒီ reading တစ်ခုလုံးကကိုယ်အတွက်လို့တော့မသတ်မှတ်စေချင်ပါဘူး အာ January တက်မလို့ January နေနဲ့သာယူပါ။နောက်စိတ်အပန်းဖြေအောင်စိတ်တတရရအောင်ဒါမှမဟုတ်ကိုယ့်အတွက်ကို motivate ဖြစ်အောင်ပေါ့နော်စိတ်ခွန်အားတစ်ခုရဖို့အတွက်ဒါအောင်ကိုယ်ဆက်လျှောက်မဲ့လမ်းမှာအထောက်အကူတင်ငန်းစာတစ်ခုရယူဖို့အတွက်အဲ့လိုမျိုးအနေနဲ့သာအသုံးချပြီးတော့ကြည့်ပေးဖို့လည်းအကြံပေးချင်ပါတယ်ရှင်။မိစမရအောင်မဲ့ပြပြများဝေးกว่าပြီးကိုရောစိတ်ပါကျမ်းချမ်းသာကြပါစေ။ကောင်းသောလူရင်စံတာအမှန်တရားလည်းပြီးွားကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်း အတူတူစီစီလုံးကြကြမမာနဲ့နေထိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်။နောက်ရီးချင်းများမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ပဲရှင်။